အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်တောင်းပေးလိုက်ရပါတယ်အဲ့ဒါဒါကျွန်တော်တို့ဒီနေ့နေ့လဲမော်ဒတာ spa အသင်းကြောင်းပြောမှာပေါ့နော်ဒါကျွန်တော်တနေ့ကို spa အသင်းတာတရင်တပုတ်တင်ပေးမယ်ဆိုရယ် spa အသင်းတရင်တပုတ်တင်ပေးမယ် ဒါစပါတင်နဲ့ပတ်သက်ပြီးလက်ရှိမှာဘာတွေဖြစ်နေလဲလူပြောများစိတ်ဝင်စားတယ်အခုချိန်ဒီလည်းဤပြအပြောင်းလဲနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမသိရသေးဘူးကျွန်တော်လက်ရှိမှာသတင်းတွေလည်းအများကြီးထွက်နေတယ်အခုလက်ရှိမှာဒါ16နှစ်သားချာရီလီတယောက်ကိုလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေအများကြီးထွက်နေတယ် it sound like pedophile but it doesn't ဘောနော်ဒါသူပြောပြအဲ့တော့လက်ရှိမှာဒါပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့ဒါဟာတာအနေနဲ့ပြောရမယ်ဆိုရင်တော့စပါတင်မှာဘာဖြစ်နေလဲလက်ရှိမှာဒါကျွန်တော်တို့ စပါတင်ရဲ့ပင်တိုင်းဇန်နတီယဝန်ဂျယ်လစ်ဖြစ်တဲ့အလဆာဂူကိုရန်ဘာဖြစ်နေမှမသိဘူးဆိုပြီးတည်ရတယ်မှာပါတယ်။ကျန်တာမပြောနဲ့လက်ရှိမှာစပါတင်ရဲ့လက်ရှိနီးပြအန်ဂျီပိုစတာဂေါကလူးနေနဲ့သူကိုယ်တိုင်ဘာဖြစ်မှန်မှန်သူကိုယ်တိုင်မသိရသေးဘူး။အဲလက်ရှိမှာလက်ရှိစပါတင်နဲ့ဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကိုသိနေတယ်သူတယောက်ပဲရှိအဲ့ဒါကဒန်နီယယ်လီဗီပဲ။လီဗီနေနဲ့အခုလက်ရှိမှာလီဗီပဲခေါ်မှာလီဗီပဲခေါ်ဘယ်သူပဲဖြစ်အဲ့ကတုံးကိုပေါ့နော်။ နွားကရုံပေါ့နော်ခြေကရုံပေါ့အဲခြေကရုံကလက်ရှိမှာပြောရမယ်ဆိုရင်ဘာဖြစ်ချင်နေမှမသိတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားလို့မြင်တယ်အခုလက်ရှိမှာဒါသတင်းပေါင်းစုံအမျိုးမျိုးဒါကျွန်တော်တက်နေတဲ့ sector တွေအများကြီးရှိအဲပထမဆုံးနဲ့ကျွန်တော်ဒါနီးပြကိစ္စလေးခွဲပြောသွားမယ်အဲ NG Poster Corp Glue ကကျွန်တော်တည်တလောက်ကတော့သူ့အနေနဲ့ Green နိုင်ငံကနေသူ့ရဲ့မိသားစု vacation ကပြန်လာခဲ့ပြီဖြစ်ပြီးတော့ဒီရဲ့ပိုင်းတွင်းမှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသိရမယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ဒီနေ့ညမှာတော့မှဒါသတင်းနဲ့ပတ်သက်ပြီးတော့ update သိရမယ်လို့ကျွန်တော်နေသိရတယ်မှာပါအဲ့တချို့နေတဲ့ဒါလက်ရှိမှာ NG Poster Corp Glue ထွက်ခံရဖို့ အသင်းကထုတ်ခံရမယ့်ယာကိုင်နှုန်းကတော်တော်လေးကိုများတယ်ဆိုပြီးတော့ရေးသားနေကြတာကိုတွေ့ရမယ်အဲ့တော့ လက်ရှိမှာတောင်ပါကလီရေးသားတာမှုရဆိုရင်တော့ဒါတောင်တန်ဟော့စပါတိနေနဲ့နီးပြ NG poster goggle ကိုဆက်ထားတဲ့ဆိုင်တော့ထုတ်ပြစ်လိုက်တာကရာဂိုင်နှုံးပူများတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးသားနေတာကိုကျွန်တော်တွေ့ရမိတယ်မှာပါအဲ့တော့ edge poster goggle ကိုဆက်ထားမယ်ဆက်မထားဘူးဆိုတော့ကျွန်တော်ဒါဒီနေ့မှသိရမယ်ဆိုတဲ့ချင်းနေတော့တတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်။ collar hala ရရတာကျွန်တော်လက်ရှိမှာ thomas frank ကလည်းစပါနီးပြဖြစ်ဖို့အတွက်လက်ရှိမှာအရေးပေးဆုံးခံရတယ်ဆိုတဲ့တတင်းတွေထွက်လာခဲ့။အခုလက်ရှိမှာ betting website တွေမှာလည်း thomas frank ကဒါကျွန်တော်လက်ရှိဒါစပါနီးပြဖြစ်ဖို့အတွက်လက်ရှိမှာတော့ betting ရဲ့နာမည်ရအ no နံပါတ်အရအကြီးဆုံးနံပါတ်ဖြစ်နေတယ်လို့သိရ Edge Boxer ကော်ဂလူးထပ်တော်မှာနံပါတ်အရတော်တော်လေးကိုမြင့်နေလို့သိရတယ်မှာပါတယ်လက်ရှိမှာ Collar Hala တွေကဒါကျွန်တော်တို့ Brandford သင်းကလည်းနီးပြတဲ့တောင်ရှာနေရဆိုတဲ့သတင်းတွေထွက်ပေါ်နေကြောက်လို့ Thomas Frank ကစပါအသင်းနီးပြတဲ့ဖြစ်လာတော့မှာလားဆိုတဲ့မိကွန်းတွေကိုလည်းတော်တော်လေးကိုမေးရမယ်တဲ့မှာပါတယ်လို့ပြောလို့ရတယ်အဲ့တော့ ါအများကြီးအများကြီးစဉ်းစားကြရမယ်လက်ရှိမှာဒါကျွန်တော်အမှန်တမ်းပြောရမယ်ဆိုတော့ဒါအပြောင်းရွှေ့ဖွင့်တာလဲ6ရက်နှစ်အောင်ဖြတ်သွားပြီဒါနောက်ထပ်4ရက်နေကြရင်အပြောင်းရွှေ့ပြန်ပိတ်တော့မယ်သူများအသင်းတွေခုလက်ရှိမှာအပြောင်းရွှေ့တွေလုပ်နေကြပြီဒါခုနကစပါးအသင်းတွေဒါအပြောင်းရွှေ့တော့ဂျွန်16ရက်မှာဂျွန်16ကျွန်တော်16မှာပြန်လုပ်လို့ရမယ်တဲ့ဟုတ်တယ်ဂျွန်16မှာကျွန်တော် ပြန်လုပ်လို့ရမှာဖြစ်တယ်အဲ့တော့ပြောချင်တာကဒီ4ရက်ဒီကြားထဲမှာဒီပထမအဦးဆုံးဖွင့်တဲ့အပြောင်းရွှေ့ weak မှာကျွန်တော်အနေနဲ့ဘာလုံးမှလုံးလို့မရတော့ဘူးမြင်။ဘာလို့ဆိုလီဘအပြောင်းလဲနေတယ်ကျွန်တော်တော်တော်လေးကိုအုံနောက်စားနေပြီလို့ပြောလို့ရတယ်ဒီမှာပါတယ်။အခုလက်ရှိမှာ Spurs အသင်းပြတ် target တဲ့ Simone Inzaghi ကလည်းဒါကျွန်တော် El Hili နဲ့စာရုပ်နှစ်နှစ်ချုပ်သွားပြီးတော့တနှစ်ကိုပေါင်26တန်းရတဲ့အလုပ်ကိုယူသွားပြီးကမ္ဘာပေါ်မှာလက်ရှိမှာဈေးကြီးဆုံးလီဘတယောက်ဖြတ်သွားခဲ့တယ်။အဲ့တော့ Spurs အသင်းရဲ့လက်ရှိမှာဒါလီဘရွေးချယ်မန်နီယာမှာတော်တော်လေးကိုလူနေသွားခဲ့ပြီးတိတဲ့တလောက်ဆိုတော့နှစ်ယောက်ပဲကျွန်တော်တဲ့ ဂျာဗီဟာနန်ဒက်စ်ဘောနော်ဒါကျွန်တော်တချိန်ကဘာစနိုအသင်းကိုနီးပြခဲ့လို့ဘာစနိုအသင်းရဲ့ legend ဖြစ်ခဲ့တဲ့စာဗီဟာနန်ဒက်စ်ရဲ့ဒါကျွန်တော်လက်ရှိတော်မတ်ဖရန်အဲ့နေရာပဲကျွန်တော်တဲ့တခုလက်ရှိမှာမာကူဆေးဘာလည်းဖူဟန်မှာဆက်နေမှာဖြစ်ပြီးအာရီယိုလာကလည်းဘုံမောက်အသင်းမှာပဲဆက်နေမယ်လို့သိရတယ်မှာအဲ့တော့ပြောချင်တာတော်မတ်ဖရန်နဲ့ဇာဗီနဲ့ပဲဂျမ်ပြီးတရားတော်ကလည်းရှိမှာနှစ်ယောက်လုံးကလည်းသူတို့ရဲ့ပိုင်ရှင်တွေကဟိုတော်တော်လေးဥညွတ်တဲ့ပိုင်ရှင်တွေဖြစ်တယ်ပုံမှန်တိုင်းပိုင်ရှင်ကလည်းမင်းကိုဟာပရော့ဖိုးဝင်မှုရေးကြည့်တယ်ဖလားအောင်နောက်မှလုပ်ဆိုရဲအဲ့လိုမျိုးတော်ဖိုးရေးကြည့်တယ်ဆိုရင်ဒါနီးပြရည်လို့ဖြစ်တယ်အဲ့တော့လက်ရှိမှာဒီနေရာမှာ S Alisa ကိုရေးထားခဲ့တဲ့ဒါကျွန်တော်တို့ article လေးကျွန်တော်တိတ်သဘောကြရလက်ရှိမှာဒါ Twitter မှာနာမည်ကြီးနေပါတယ်ကျွန်တော်တွေ့တာတော့မဟုတ် Twitter မှာတွေ့လို့ကျွန်တော်လည်းပြောအဲ့တော့ဟိုကျွန်တော်လက်ရှိ spa သင်ရဆောင်ဖို့ရှိတယ် today is to do ပေါ့နော်ဒါကျွန်တော်လုတ်ရဲကင်ရဲရမယ်ဆိုအတူတူမြန်မာလိုပြောလုတ်လုတ်ရဲမှာဖြစ်တယ်ဆိုတဲ့စကားလုံးပေါ့နော်ဒါ today is to do လုတ်ရဲမှာဖြစ်တယ်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့စပါတင်းရဲ့လက်ရှိနီးပြဒီကြားထဲမှာမှာ Ash Poster Goglu အနေနဲ့ကျွန်တော်တို့ဒါ Top 4ကိုလက်ရှိမှာဒါကျွန်တော်တို့မဖြစ်နိုင်တဲ့ဥစ္စာကိုမေ့ပြစ်ပြီးဖြစ်နိုင်တဲ့ဥစ္စာကိုသူရအောင်ယူပြခဲ့တယ်။ A man who dare and did ပေါ့နော်ဒါကျွန်တော်တို့ Alisa ကိုရေးထားတာလေလှတဲ့ဥစ္စာသူအနေနဲ့သူလုံရဲကန်ရဲပြီးသူရသွားခဲ့တယ်။ဒါပေမဲ့အဲ့လိုနီးပြမျိုးကိုလက်ရှိမှာ The Vine ကမကြိုက်ဘူး။သူအနေနဲ့သူ့ရဲ့ပတ်စံကိုပုံမှန်လေးဝင်ပြီးနေတဲ့ဒါနီးပြတယောက်အနေနဲ့သူအနေနဲ့လက်ရှိမှာလက်ခံတယ်။အဲ့တော်တော်လေးကိုဒါစိတ်ပြတ်ဖို့ကောင်းတဲ့ဒါကျွန်တော်ပုံစံမျိုးကိုကျွန်တော် Alisa ကိုဘက်ကလေးရေးထားခဲ့တယ်။အဲ့တော့ ဘာဒီဘလို့ဖြစ်မဲ့ကျွန်တော်လည်းမသိဘူး။ LSA 9လည်းမသိဘူး။ဘဒူးမှမသိဘူး။ Levi ပဲဒီနေ့မှာဒါဒီနေ့ပတ်သက်ပြီးဆုံးဖြတ်တော့မလို့သိရတယ်။အဲ့တော့ဒီနေ့မှာ Collar Halar ရရဆိုတော့ဒါကျွန်တော် Angie Poster ကိုကူးနဲ့ Levi နဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အဖြေတစ်ခုတည်သွားမယ်လို့သိရတယ်။ဒါမှပါတယ်။အခုလက်ရှိမှာဒီနေ့ညမှာတော့စပါးတရင်နဲ့ပတ်သက်ပြီးတော့နားစွင့်ထားတာတော့ပို့ပို့ပြီးတော့ဒါကောင်းနေမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါမှပါတယ်။အဲ့တော့လက်ရှိမှာဒါကတစ်ခုပေါ့။အဲ့တော့နောက်ထပ်တစ်ခုအနေနဲ့အခုလက်ရှိမှာ Spa Thing နဲ့ပတ်သက်ပြီးနောက်ထပ်ဟစ်ဖြစ်နေတဲ့တရင်တစ်ခုဟာ Spa Thing နဲ့ကစားသမားရောင်းပြီးမှဝယ်ရမယ်ဆိုတဲ့တရင်တစ်ခု။ငွေ းကြီးရစပါတင်ကအခုလက်ရှိမှာပရီးမီးယားလိမှာနံပါတ်ဟိုကျွန်တော်တို့က PSR မညိနိုင်ဆုံးနံပါတ်၄အင်းနဲ့နံပါတ်သွားတယ်နံပါတ်၁နေရာမှာဒါကျွန်တော်တို့ Chelsea ရှိပြီနံပါတ်၂နေရာမှာ Brighton နံပါတ်၃နေရာ Brighton မသိဘူးနံပါတ်၄နေရာမှာ Tottenham Hotspur ပေါ့နော်စပါတင်နဲ့ပေါင်တန်း250ကျော်လောက်အထိကိုဒါကျွန်တော် AA စေးဒါကျွန်တော်တို့ Bandai Siemens Sigan နဲ့မညိအောင်သုံးရခါတိုင်းတော့မှဒါစပါတင်နဲ့ဒါအမြဲတမ်းရှေ့တိုးနောက်ဆုံးလုပ်နေတဲ့ Liverpool တော့မှအခုလက်ရှိမှာဟိုးအောက်ရောက်သွားခဲ့တယ်ပေါ့နော်အဲ့ပြောချင်တာကစပါတင်နဲ့ပတ်သက်ပြီးလက်ရှိမှာဘယ်တော့မှဒါကျွန်တော်တို့ Bandai Siemens Sigan ချိုးဖောက်မယ်အတင်းတင်းမဟုတ်ဘူးဒါကျွန်တော်တို့အမြဲတမ်းစိတ်မပ ူကြအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စပါတင်းနဲ့လူဘာလို့ရောင်းပြီးမှဝယ်ရအဲ့တော့ဒါကျွန်တော်လက်ရှိမှာအမှန်တမ်းပြောရမှာဆိုရင်သတင်း journalist တွေကနည်းနည်းလေး check ကားပြီးပြောတော့စပါတင်းနဲ့အခုလက်ရှိမှာဒီနေ့မှာငွေသုံးပါတေးကြတယ်ဒါကုနာပြောလို့ဒါကျွန်တော်ရှာရှာပေါ့ပေါ့ငွေသုံးမဲ့နေ့တွေတနေ့ ဒါပေမဲ့ဘာလို့ရောင်းရမယ်ဆိုရင်ဘာလို့စပါတင်တခုလက်ရှိမှာနိုင်ငံခြားသားကစားသမားတွေတော်တော်လေးအသင်းမှာများတယ်။နောက်ထပ်နိုင်ငံခြားသားကစားသမားတွေကိုဝယ်ခြင်းနဲ့ဆိုရင်တော့လက်ရှိရှိပြီးသားနိုင်ငံခြားသားကစားသမားဥယေကိုဒါ short ချမယ်ဒီမှာရှိအဲ့တော့ကြောင့်မို့ဒါစပါတင်တဲ့အရင်ဆုံးရောင်းပြီးမှဝယ်ရမယ်ဆိုတဲ့စကားလုံးထွက်လာဖြစ်တယ်။စပါတင်တဲ့ပတ်စံမရှိလို့ရောင်းပြီးမှဝယ်ရမယ်ဆိုတဲ့စကားလုံးမဟုတ်ဘဲနဲ့စပါတင်တဲ့ခုလက်ရှိမှာကျွန်တော်တို့ home ground တဖြည်းဖြည်းနဲလာခဲ့ပြီး foreigner တဖြည်းဖြည်းများလာခဲ့တဲ့အသင်းသင်းဖြစ်လာခဲ့တယ်။အဲ့ကြောင့်ကျွန်တော်တို့နေ foreigner တွေကိုဒါအမြဲတမ်းပြန်ရောင်းပြီးတော့သူတို့ရဲ့နေရာကိုကျွန်တော်တို့က အဖော်ရီနာဟိုကျွန်တော်တို့ပရီးမီးယားလိမှာစီကဲရှိရလေဒါကျွန်တော်ဖော်ရီနာဘယ်နှယောက်ခေါ်လို့ရလဲအင်္ဂလန်နိုင်ငံသားအဲ့ပေါ့ဒီအင်္ဂလန်နိုင်ငံမှာကြီးပြီးမွေးပြီးကြီးတဲ့ကောင်တွေဘယ်နှယောက်ခေါ်လို့ရလဲဆိုတော့ပုံစံမျိုးတွားတယ်အဲ့ home grown talent လို့ခေါ်တယ်ပေါ့နော် HWG လို့ခေါ်တယ်အဲ့တော့ Spartan မှာလက်ရှိမှာ home grown ကတဖြည်းဖြည်းနဲ့နားလာနေလာခဲ့တဲ့အတွက်ကြောင့်မဒါအရင်ဆုံးနိုင်ငံသားတွေကိုရောင်းမှာကျွန်တော်နိုင်ငံသားတွေကိုပို့ပြီးတော့ဝယ်လို့ရမယ့်အနေထားမှာရှိတယ်ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ပတ်စံမရှိလို့ရောင်းပြီးဝယ်ရမှာမဟုတ်ဘူးကျွန်တော်တို့နေ home grown ကစားသမားနေပြီးတော့နိုင်ငံသားကစားသမားတွေများတဲ့အကြောင်းမို့ဒီလိုမျိုးလုပ်ရတာဖြစ်တယ်ဒါကိုနားလည်ဖို့ရည်ကြီးအဲ့ဒါကတကန့် ်နောက်ထပ်တကန်ကလက်ရှိမှာတတော်လေးကိုဒါကျွန်တော်တို့သတင်းတွေအရကြမ်းလာတဲ့သတင်းတစ်ခုကဘာလဲဆိုတော့ဟိုပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့လက်ရှိ update သတင်းအရဆိုရင်တော့တိရတလောက်ဆိုရင်ပေါ့နော် ဆောဟောင်မင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘာဒီထူးနေလဲဆိုတဲ့သတင်းတစ်ခုအဲဆောဟောင်မင်းရဲ့ပတ်သက်ဆောဟောင်မင်းရဲ့သတင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုလက်ရှိမှာဟစ်တီဖြစ်နေတယ်။ဆောဟောင်မင်းကိုလက်ရှိမှာ Saudi Arabia Club အသင်းနေနဲ့ဒါစာရုပ်တက်တန်းတစ်နှစ်ပဲကျန်နေကစားသမားပေါင်ကိုတန်းကို100နဲ့ချီပေးပြီးခေါ်ယူခြင်းနဲ့တမှပါတယ်။ Kola Hayaya ဆိုဆောဟောင်မင်းကိုတပတ်လောက်ခလာစားခုနကပြောလို့ Bruno Fernandes ကိုပေးခဲ့တဲ့လောက်ခလာစားတိုင်းပေးဖို့စီစဉ်ရှိတယ်။ဒါတိလောက်ကတော့ကျွန်တော်တို့တစ်နှစ်အတွင်းကိုပဲဒါကျွန်တော်ပေါင်ကိုတန်းကိုယာနဲ့ချီဆောဟောင်မင်းကိုပေးဖို့ရှိတယ်။စပါးသင်းကိုလည်းစာရုပ်တက်တန်းတစ်နှစ်ပဲကျန်နေကစားသမားပေါင်တန်း80ထိပေးပြီးတော့ခေါ်ယူသွားဖို့ တွက်လေဒါကျွန်တော်ကြိုးစားသွားမယ်ဆိုတဲ့တွင်ထွက်ပေါ်လာခဲ့တယ်။အဲပြဿနာကဒီနေရာမှာလက်ဘိုင်းအနေနဲ့ရောင်းမလား။အဲ့မိကုန်မင်းပေါ့ဆိုစပါအသင်းကအခုလက်ရှိမှာဟောင်ကောင်၊ကိုရီးယားပြောချင်တာဆွန်ဟောင်မင်းကိုတည်ပြီးတော့လာမဲ့ pre season မှာဒါကျွန်တော်လုပ်တာ။အဲ့တော့ maybe ပေါ့ လဘိုင်းအနေနဲ့စောင့်ကျင်တာအားယူတယ်လဘိုင်းကကျွန်တော်မြင်မှုနဲ့ business မျိုးစောင့်ကျင်ယူတယ်တော့အဲ့တော့ maybe ပေါ့နော်ဒါ sohomin ကိုဒါကျွန်တော်ဒီလို pre-season တွေကန်ခိုင်းမယ် pre-season တွေကန်ခိုင်းပြီးရင်ခုနကပြောလို့ပဲရောင်းချသွားရဲဆိုတဲ့ပုံစံမျိုးလေကျွန်တော်မြင်နေပြောမှာ sohomin အနေနဲ့အခုလက်ရှိမှာကျွန်တော်တို့အမြင့်ဆုံးအနေထားသူတစ်ခုရောက်သွားတယ်စပါတင်တဲ့သူဒါကျွန်တော်တို့ဟို ကပတိန်တယောက်နဲ့သူဆူပလာယူသွားနိုင်ခဲ့တယ်ဆူပလာယူသွားနိုင်တဲ့အချိန်မှာသူအကောင်းဆုံးလုပ်ပြသွားနိုင်တယ်ပြီးတော့ခုနောက်အကောင်းဆုံးမှာသူထွက်သွားတယ်ကျွန်တော်နေတာ1 minute ကိုလက်ခံတယ်စာဝမ်းသဘောကျတယ် okay ဒူးသွားတယ်အသင်းကလည်းသူတန်း80လောက်ရှာပြီးနိုင် very good ပဲကျွန်တော်စပါအသင်းမှာသူအနားယူစီချင်တယ်မင်မဲအသင်းကလွတ်လွတ်မယ်ဆိုလက်ခံလို့ရတယ်မှာပါဒါဟာ valid ဒါပေမဲ့လုံမယ်ဆိုရင်တော့သူ့ကိုဘန်းပြပြီးမလုစားခင်အရင်ဆုံးရောင်းပလိုက်ဘာလို့ဘန်းပြရအောင်လို့အဲ့တော့ခုနကပုံစံလေးလာကိုရီးယားတို့ဒါကျွန်တော်တို့ဟိုဟောင်ကောင်တို့မှာဆိုဟောင်မြိုလာကြီးမဲ့လူတွေကြီးပဲလေအဲ့တော့အဓိကဒါပဲအဲ့တော့ စိတ်ပြတ်ဖို့ကောင်းတယ်ပေါ့နော်တော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်ပိုင်ရှင်ပြီးတော့လက်ရှိမှာဒါပိတ်သက်တော်တော်များစိတ်ဝင်စားနေတဲ့ Christian Romero ရဲ့ပြောင်းရှင် Romero ရဲ့ပြောင်းရှင်လက်ရှိမှာကစားသမားက Spartan မှာစတင်ခြင်းနဲ့ NG Poster Goglu ရဲ့အနာဂတ်ပေါ်မှာလည်းမူတည်မယ်လို့သိရတဲ့မှာပါပါတယ် Spartan နဲ့အခုလက်ရှိမှာဒါစိတ်ဝင်စားနေတဲ့ကစားသမားတွေထဲမှာဒါကျွန်တော်16နှစ်ရွယ် Charlie တရားကိုထပ်မံပြီးစိတ်ဝင်စားနေတယ် Easy တို့ပါတို့ Service Mosso ပေါ်နာမည်ထွက်ပြီးမှတကယ်တဲ့ ချိတ်ဆက်မှုတစ်ခုမှမပြုလို့ရသေးပါဘူး။ဒါပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဦးရအောက်က comment အနေနဲ့မှာလေး Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဦးရမြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတပါနဲ့။ကောင်းမွန်သောဒီလေးနေ့ဖြစ်ပါစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ ASSC တွေ့ကြတာပေါ့အားလုံးမကြိုးတပါနဲ့ မြန်မာလက်ကလေးပြီးကြအောင်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါဗျ